ဗန်မောက်မြို့အနီးကကြေးရွာကိုစစ်တကဘုံကျဲတယ်လို့ပြည်သူနေအိမ်တွေကိုမိရှုခဲ့တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။စစ်တကစကိုင်းတိုင်းဗန်မောက်မြို့အနီးကမြစ်သေးချင်းရွာကိုဘုံကျဲတယ်လို့ဗန်မောက်မြို့နဲ့တမိုင်အကွာမှာရှိတဲ့နာယကာရွာကိုမိရှုဖျက်ဆီးခဲ့ပါတယ်။မနီးကစစ်တပ်တပ်ဖွဲ့ဝင်တွေနဲ့ SNE တပ်တွေကနာယကာကြေးရွာအရှိဘက်ကပြည်သူနေအိမ်တလုံးကိုမိရှုခဲ့တာနဲ့ပတ်သက်ပြီး ရုပ်တံဖိုင်မှတ်တမ်းတွေအရာသိရတယ်လို့မောက်မြို့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြပါတယ်။ဗမောက်စီးရေးတရင်အရင်မြစ်ကအရင်ကအဆန်လေးဂိတ်လုထားတဲ့နေရာပါ။ PDF တွေကဒလန်အိမ်တော်မီးမရှို့ဘူး။အဆန်လေးကသူတို့ရှို့ပြီးသူတို့ဘက်ကအတင်းကိုဝါရဖြန့်မှုတွေလုပ်နေတာပါ။ PDF တွေကလည်းအဘက်ထိတိုးလို့မရပါဘူးလို့ပြောပါတယ်။လာတို့မနေ့မနေ့၈နိုင်ခွဲက စစ်တကဗမောက်မြို့အနီးကမြစ်သေးချင်းရွာကိုလေကြောင်းကနေဘုံနှလုံးကျဲချခဲ့ပါသေးတယ်။မျိုးသားညီညွတ်ရေးအစိုးရကတော့စတင်မာလာတလအတွင်းစစ်တကနိုင်ငံအနှံ့လေကြောင်းတိုက်ခိုက်မှုအကြိမ်အတွက်188ကြိမ်ပြုလုပ်ထားပြီးပြည်သူ158ဦးကတေဆုံးတယ်လို့ထုတ်ပြန်ပါတယ်။အလားတူစစ်တကအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုစစ်နှက်မှုကိုပြုလုပ်ခဲ့ပြီးတေဆုံးသူဦးရေက108ဦးရှိတယ်လို့အန်ယူဂျီကကြေညာထားပါတယ်။